ေဝသမိစတုသာဝေပုရိန္ဓုသင်္ကပ္ပသံတောပါဏာရတောယထာသိစီတံဒီတိအလီနိဖြင့်ညာစီမလူရှိအပ်သောပါတိတံတကြောင်းကြကြမပြောင်းလောင်တောင်းတရီမမြွလျက်သောဒုံရှံဒုမကံယရနာသူမျိုးကံကံကျူကိုယုံကြည်ကြဘုနသပုရိဒ္ဒနွယ်ဝင် သဗ္ဗဒီပါဓမ္မမိတ်ဆွေတရားနာပြည့်တပေါင်းသူတို့ကောင်းတို့၏ဝရံသူတို့ဆုမြတ်သည် ခိဗာမိဝမကြမတင်သောလင်စွာသာလျှံသမိတ်စတူကောင်းမှုထူထူတောင်းစုဆို၍လူရမနေပြည့်စုံကြပါစေကုန်တည်းယထာပြည့်စုံရဘုံကုန်နှင့်ကုဏီပမပေး၍ယင်ကြီးဖွေရာ နိုင်ရှင်ဆရာမမူကသန္နာရတော်၁၅ရယူကံထမပြုလဲပြောင်းချွန်းဘောတွေထွန်းတော် သံတော်ကဘာတောင်းဆောင်လာဆံယရနာကြီးသည်ပုရတိယထာဝံဝိုင်းဝိုင်းရှူရိုင်းနာမလွန်ပြေဝတကဲ့သို့သရဗမာထာတူလာတူတာလျင်သဗေကျွင်းမေဟုတူလုံးစုံကုန်သောသမ္မာသင်္ကပ္ပကောင်းမြတ်သောလောကုလောကီအလီလီယဝဝအကျံစီဟုသမျှတို့သည်ဘူရန်တုတပိသနာမရှိကြပဲညီညာပေါင်းစုကောင်းမှုဟုံတော်စုကုန်ကြ ပြည့်စုံနိုင်ွယ်ကြသည်ဖြစ်ကြပါစေ။လိုက်ဆိုပြကြပါမယံပန္တိသန္တာရဝဒဒုက္ခတောမောသနထာယတိတရဏီနာသဟမင်းသတိလံမမာတိယာမအရှင်ဘုရား ယုံနာမိခောသတိတော်သတိတော်မတုသည်သန္တရာဘုဆင်းရဲ့ဘုဒုက္ခပေါင်းတို့မှာသင်လို့ရမှာယနေ့ဘံကိုဤသာတောင်းတလည်းဘုရားတရားတန်ခါဟုဆိုတော့ သရဏဂုံသုံးပါးနဲ့သကဝဖြစ်သောမောမြတ်သောသာဘသီလတို့ကိုအတူတကဝကြပြိုင်တဲ့ကျင်သုံးခံယူသောက်ပြီးကြပါကုန်၏အရှင်ဘုရားဣမာနိတိတရဏီနာပင်စသီလံဓမ္မတာဒုက္ခံကတ္တဝါ ဓမ္မာအပမာဒီနာတိလံတမ္ပါတိထာအမလို့ယနေ့ချင်းကသမယ၌ရန်ကုန်တိသားကြီးဒုံမြင့်သည့်ရှိပိုင်းမြို့နယ်ဒုချက်တရက်ွယ်သဗုဒ္ဓိဘဘုန်းတော်ဤပညာဤကျောင်းဤအထမအကျင့်များ ပဒံအောင်ဝဲကိုအကြောင်းပြုပြီးဒုတိယအကျဉ်းရောက်ဖြစ်ထေရဝါဒဒုတိယဝဲဘုမလို့တရားဝဲအပြင်ဒုတိယညပေါ့နော်မင်းရဆရာတော်ကလည်းတော်တော်ဆုံးဆုံးလေးနဲ့ဟောသွားပြီးမနက်ဖြန်လေးဘုမလို့ရဆရာတော်ကဟောမှဆိုတော့ဘုမလို့တရားနာပြေသာပေါင်းသူတော်ကောင်းတွေနဲ့နှင်းနေပါအေးအေးနဲ့ရောက်လာတာတော်တော်လေးကြာရောက်မကြောက်လန့်ကြာလား ကောင်းဆုံးအချိန်ကတော့အဲ့ဒါရေစက်ချပြီးတော့တရားဝဲသိရင်ကောင်းမှာတဲ့ကောင်းတာအေးအဲ့လိုကြတော့မမီးတို့ရဲ့ရနေတဲ့အချိန်လေးရောက်နေတဲ့အချိန်လေးမှာရရှိထားတဲ့ရောက်ရှိထားတဲ့ကောင်းတဲ့အခွင့်အရေးတွေရအောင်ယူပါနဲ့ဆိုရင်မိမိတို့ရဲ့ဘဝမှာရရှိထားတဲ့အခြေခံကောင်းကနေပြီးတော့ကြတော့ဘဝကောင်းတွေဖြစ်မလာနိုင်ဘူးလားဖြစ်လာနိုင်တယ် အဲ့ဒါသဗုဒ္ဓိဘာဖုံးလာရတဲ့ပညာရေးကျောင်းမှာပညာသင်ကြားပြီးတော့ပညာပေးလျက်ရှိတဲ့ဒီနေရာဒီဌာနမှာအကြောင်းပြုပြီးတော့ပဌာန်းတရားတွေရုပ်ခပူဇော်ကြတယ်တရားတွေတရားဓမ္မသဘေနေဆင်ကျင်းပါကြတယ်ဒီကောင်းမှုတွေကိုအကြောင်းပြုပြီးတော့ကြတော့တရားဝင်အားဖြင့်ရောက်ရှိလာကြကုန်သောတရားဓမ္မပေါင်းသူတို့ခေါင်းတို့သည် ကိုယ်ဤချမ်းသာခြင်းစိတ်ချမ်းသာခြင်း ကိုယ်စိတ်နှပါလို့ဉာဏ်မှချင်းချမ်းသာခြင်းတို့နဲ့ပြည့်စုံပါစေလို့ရှိဥစွာမေတ္တာအာပိဒမေတ္တာဗရဏဖြင့်ဓမ္မသဘင်ကို စတင်ဖွင့်လှစ်ပါပြီဘုမုလို့ယနေ့သဘူဒီပါရဲ့ပဋ္ဌာန်းသိအောင်ပွဲကိုကြောင်းပြုပြီးတော့ကြတော့ဓမ္မပေါင်းသူတော်ကောင်းတို့အတွက်အားလေးဆိုရင်ဘုမုလို့အကောင့်တရား၄ပါတဲ့ဗာတရားတော်တွေတော့အကောင့်တရား၄ပါပါဗျာအကောင့်တရား၄ပါတဲ့ အဲ့ဒီအကောင်တရား၄ပါးရဲ့ပိုင်ရှင်ဖြစ်တော်မူသော သုံးလောကထွတ်တင်ဘုရားရှင်ကိုရောမြတ်ကြီးအားရှ िख ုဥတင်ဖူးမြင်ကြရအောင်ဘုမရုပ်စုပူဇော်သော နမဂါရဘုရားရှ िख ုအားတရားနာကြွလာကြခေါ်သောတရားဓမ္မပေါင်းသူတို့ခေါင်းတို့မှမိမိတို့ရဲ့ဣရိယာပုံနဲ့ညီမြစွာထိုင်ယူလျက်အာယုန်တစ်ပါးစိတ်မသွာပဲလက်ဥကိုချီကနာကြလျက်ပူဇော်ကြည်ညိုပေးကြပါ ယောစီနောနေကသတိယံသာဗုဒ္ဓဒါရမင်ကဇီဝိတံပိဟောတိဘိမတောအလကမနတောအာထာတိယေဝအာထိကတာဒါနပါရမီတတောပရံအပုရိတိလပါရမယာတိကံပိဒါတာမိတ္တိယောဘယန္တာမေကံတမိကဓိပကံနမမဟံ ယောစီနောဒေဝဗုဒ္ဓကိလေသာနိခန္ဓမိစုဖိတင်ခာဟုငါမစုကိုအောင်မြင်တော်မူသောအရှင်ဘုရားရှင်ကိုရောမြတ်ကြီးသည်ဟောဒီပေမာတော်သဗ္ဗညုတဉံဗောရိဉံကိုယယံယီစုစေယထုရှိတော်မူသောကြောင့်အနိကဇာတိယံမြားစွာသောကုတော်ဤဖြစ်၌ သာဗုဒ္ဓဓာရံဇနိမယသမိသာနိတကဝတောအင်္ဂါစီဝိတံပိအင်္ဂါကြီးငယ်တကုဆင်လျက်လျာအာတိကတာလူရှိသောပုဂ္ဂိုလ်ဟာအတာတိရေဝမနေကြည်ပြူပေးလူတော်မူပြီးဒီတာလင်သည်ဒါနပါရမီဒါနပါရမီတော်ကို၎င်းတတော်တူဒါနပါရမီမပရံတပတ်တော် သီလပါရမီအဓိကံပြီးသီလအစရှိသောဘုရားသောပါရမီတော်ကို၎င်းအပူရိတစင်တဲ့တစင်မြင့်တဲ့မြင့်အောင် မလင်းပုံပြီးဖြစ်ခြင်းတော်မူခဲ့ပါပြီ။ဒါသံဒုစေဘသောပါရမီတော်တို့၏ဣတိယာလောက်ကဘုံလုံးကြီးဆုံးတော်မူခြင်းကြောင့်အကတံကာမရူပအရူပဘဝသုံးဓာတ်ဘုံတုံးရ၌ ရာဆုံးပုဂ္ဂိုလ်အဖြစ်သူဥပယတံရောက်တော်မူပါ၏ထသောဧကဒီမကံလူနာဖြစ်မသတ္တဝါတို့ဤကိုယ်ွယ်အာထာမိခူရာကျွန်းဤတော်လည်းဖြစ်တော်မူပါ၏ထသောဒါသီနာတို့သုံးလောကတို့တွင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမိမာကံတရားဟောတရားနာဖြစ်ကြကုန်သောဘုရားတပိတော်ဘုရားတပိတော်မတို့သည်နမိနမမာ ယောတိမြတ်နိုးလက်ဆုံးမူကားရှ िख ုကတော်လိုက်ကြပါကုန်ဤမြတ်စွာဘုရားသာဓုသာဓုသာဓုယခုချိန်ကကာလမှာစရည်မိမိရဲ့ဣရိယာပုံနဲ့ညီမြတ်စွာထိုင်ယူလျက်နာကြားလို့ရပါပြီ ဒီလံယာဝသရတာတုသာရဝနှလုံးပြောပြောင်းသူတော်ကောင်းတို့ဒီလံဒီလာဒီယာဝသရာဥဒိတံအောင်ယာဝဗျာဒီနာရိတံအောင်ယာဝမရဏသေရိတံအောင်သာဓုကောင်းတည်းရေလို့ဓာတ္တဘာကောင်းစွာမသွေမထိုင်ပါဘီဂုံတတိသာဓုသာဓုသာဓု သတ္တာသာဓုတ္တပဋိဌိတာတရာတရာတရားလန်တီသောစိတ်သည်ယာဝစရာဥဒိတံအောင်ယာဝဗျာတိနာတိတံအောင်ယာဝမရဏံပေတိတံအောင်သာဓုကောင်းတေလို့ဓတ္တဘာကောင်းစွာမသွေမတ်ထိုင်ပါ၏ဂုံတတိသာဓုသာဓုသာဉာဏရလာရတနာ နရလာလူတို့ဤဝါလူလောကမှာပညာပညာတရားသည်ယရဏယရဏဖြစ်ပါ၏ဤတသမာတို့ကြောင့်ပညာပညာတရားကလည်းပဲယာဝစရာဩသည်တန်အောင်ယာဝပြာတိနာတိတန်အောင်ယာဝမရဏံပေတိတန်အောင်သာဓုကောင်းတရေလို့ဓာတဘာကောင်းစွာမသွေမတ်ထိုင်ပါ၏ကုန်တည်းသာဓုပါ ဘုံညာသောရိဤဒူရံဘုံညာကုသိုလ်ကောင်းမှုတရားတို့ကိုသောရိဤတခုသမားတို့ကဒူရံဒီလူရလူမရနိုင်ပါဘူးတတ္တမထုကြောင့်ဘုံညာကောင်းမှုတရားတို့ကလည်းပဲယာဝစရာဥဒိတယံယာဝဖြာတိနာတိတိုင်အောင်ယာဝမရဏံတိတိတိုင်အောင် သာဓုကောင်းတယ်လို့တတ္တဘာကောင်းစွာမသွေမထိုင်ပါဘီကုန်တည်း အဲ့တော့မိမိတို့ရဲ့ဘဝမှာအကောင့်တရား၄ပါးအကောင့်တရားဘယ်နှပါးလဲတို့၄ပါးပါဗျာ၄ပါးတဲ့အဲ့ဒီအကောင့်တရား၄ပါးကိုကျင့်မယ်ဆိုလို့ရှိရင်မိမိတို့အတွက်နော်ဘဝတစ်ခုလုံးကောင်းသွားမယ်တဲ့အဲ့ဒီအကောင့်တရားကိုမကျင့်ဘူးဆိုရင်တော့ခုရတဲ့အတိုင်းကောင်းကြမှာမဟုတ်ဘူးကောင်းနိုင်မှာမလားကောင်းနိုင်ပါဘူးခင်ဗျာမကောင်းနိုင်ဘူး းတဲ့အဲ့တော့ဒေသနာတော်စီစဉ်ရပထမဆုံးဘဝမှာကောင်းမှုအတွက်ကသီလတဲ့ဗာလဲရောသီလပါဗျာသီလဆိုတာကိုကျင့်တရားပဲတဲ့ကိုကျင့်တရားကောင်းတဲ့ပုဂ္ဂိုလ်တွေဟာငယ်တုန်းလည်းကောင်းတယ်ပြုတုန်းလည်းကောင်းတယ်အိုသွားသည့်တိုင်ကမကောင်းဘူးလားကောင်းတာကောင်းပါတယ်ကောင်းပါတယ်တဲ့သီလရှိတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာဘေဘဝပဲရောက်ရောက်ဘေဌာနမှာပဲနေရနေရမိမိတို့အတွက် အကောင်းဆုံးတရားဖြစ်တယ်မဖြစ်ဘူးလားဖြစ်သလားဖြစ်ပါတယ်ဗျာဖြစ်ပါတယ်တဲ့အဲ့ဒါကြောင့်မိမိတို့ရဲ့ဘဝမှာကောင်းခြင်းတွေဆိုလို့ရှိရင်တဲ့သီလကိုမိမိတို့ထိမ့်သိမ့်ထားရမယ်မထိရဘူးလားထိရပါဘူးထိရမယ်သီလစောင့်တည်ခြင်းကြောင့်ရရှိထားတော့ကောင်းမှုတရားလေးတွေကဲလိုက်ပြီးတော့ကြတော့ဆူရအောင်တဲ့နော်သီလအကျိုးသီလအကျိုးဘာဘာဟူသောကဘာဘာဟူသော ညာမြကြည်ထုညာမြကြည်ထုပစ္စည်းစုပစ္စည်းစုရမှုမသွေသီလပေသီလပေပရိသတ်တွင်ပရိသတ်တွင်ဝင်ကချင်းဝင်ကချင်းရေတင်းဂုံကြီးရေတင်းဂုံကြီးသီလပေသီလပေအောင်တော်တည်တင်းအောင်တော်တည်တင်းရောသောချင်းရောသောချင်းညံ့တင်းထွေထွေညံ့တင်းထွေထွေသီလပေသီလပေ ဝေဝေမရှင်ကောင်းမှုထင်ကြည်လင်အသေးသီလပေခန္ဓာပြောက်ကနောက်ဘဝရောက်ရနတ်ပြည်သီလပေသီလရဲ့အကျိုးတရားတော့ဆောင်ပြီးကြတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းအတွက် အကျိုးတရား၅ပါးတဲ့ဘယ်နှပါးလဲတို့၅ပါးပါခင်ဗျာအဲသီလကိုစောင့်တည်ကြကျင့်သုံးကြတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာအဲ့ဒီအကျိုးတရားတွေရနိုင်တယ်တဲ့နော်မိမိတို့ရဲ့ဘဝမှာအာဟုဇရာမရှိဘူးအာဟုဇရာမရှိဘူးမပြောပါနဲ့တဲ့ကိုကျင့်ထားတဲ့ကိုထိန်းထားတဲ့ကိုစောင့်ရှောက်ထားတဲ့သီလတွေကမိမိတို့ရဲ့အာဟုဇရာပါ အာဟုဇရာမဟုတ်လားဟုတ်သလားမှန်ပါတယ်အာဟုဇရာကောင်းတဲ့အတွေ့အကြုံအိုသည်တန်အောင်နာသည်တန်အောင်ပေသည်တန်အောင်ကောင်းလားလို့မြတ်စွာဘုရားကမိန့်ကြားခဲ့တာနော်မှန်ပါပါဘုရားအဲ့ဒါကြောင့်မိမိတို့အတွက်ပစ္စည်းဥစ္စာရှာဖွေကြတဲ့အချိန်ခါကာလမှာတဲ့တီလာနဲ့ဆောက်ပြီးပြီးတော့ကြတော့နော်မိမိရဲ့ရှာမှုကြံမှုဖွေမှုလုံမှုကံမှုဟာ စင်စင်ကြေကြေဖြစ်ဖို့လိုအပ်တယ်မလိုအပ်ဘူးလားလိုအပ်ပါတယ်ခင်ဗျာအဲအဲ့ဒါကြောင့်စီပါဥစ္စာရှားပွေတဲ့အခါမှာလည်းပဲစင်စင်ကြေကြေနဲ့ရှားပွေမှတာလေမိမိတို့များများစားစားပေါ်ပေါ်များများဖြစ်ပေါ်လာမှာမဟုတ်လားဟုတ်လားမှန်ပါပါခင်ဗျာအဲအဲ့ဒါကြောင့်များများပြီးသူပစ္စည်းစုရမှုမသွေသီလပဲသီလကိုစောက်တည်ပြီးတော့ရှားကြံပြီးတော့ထိမ့်သိမ့်ပြီးတော့ကြတော့မိမိတို့ လောကမှာယုံခံရတဲ့စီပါဥစ္စာတိုင်းတဲ့မိမိမှာအကျိုးမများဘူးလားများသလားများပါတယ်များတယ်တဲ့အဲ့ဒါများများကြီးသူပြည့်စည်စုရမှုမသွေသီလပဲတဲ့ကောင်းသောတည်င်းကြော်စောခြင်းပြန်တင်ထွေထွေသီလပဲနော်တည်င်းတည်င်းဆိုတာခုခေတ်ခုကာလပို့ပြီးတော့ကြောင်းနာမည်ရှိနေနော် အဲ့တော့ကျတော့တရင်နေရကောင်းတဲ့တရင်နေရဆိုးတဲ့တရင်နေရလောကကြီးမှာထွက်မနေဘူးလားထွက်နေပါလေထွက်နေတယ်တဲ့အဲ့ဒီထွက်တဲ့ထဲမှာမှကောင်းတဲ့တရင်ထွက်နေတာလားဆိုးတဲ့တရင်ထွက်နေတာလားအဲ့ဒါပြန်ပြီးတော့တွက်လိုက်တဲ့ဆိုးတဲ့တရင်ထွက်ရင်တော့အဲ့ဒါသီလပြည့်လို့ပဲဘာပြည့်လို့တော့သီလပြည့်လို့ပါသီလပြည့်လာပြီဆိုရင်ဆိုးတော့တရင်ထွက်လာတာပဲတရင်ဆိုးတရင်ရုပ်တရင်ညာထွက်လာပြီဆိုတာနဲ့တပြန်နဲ့အဲ့ဒီပုဂ္ဂိုလ်တဝုတယောက်အတွက် ဘယ်ပုဂ္ဂိုလ်မဆူဆူသီလနည်းလာပြီတဲ့မနည်းဘူးလားနည်းသလားနည်းပါတယ်ခင်ဗျအဲဒါကြောင့်ကောင်းသောတည်င်းကြိုးဆိုးခြင်းသင်ပင်ထွေထွေသီလပြီတဲ့နော်အဲ့တော့မိမိတို့ရဲ့ဘဝနာမည်ကောင်းကောင်းရခြင်းနဲ့ဆိုလို့ရှိရင်တဲ့သီလကိုဆောင်ပြီးပြီပါသီလကိုထိန်းသိမ်းပေးရမယ်မထိန်းသိမ်းရဘူးလားမထိန်းသိမ်းပါဘူးထိန်းသိမ်းပေးရမယ်တဲ့အဲ့ဒါကြောင့်ဘယ်ပုဂ္ဂိုလ်တွေပဲဖြစ်ဖြစ်မိမိတို့ရဲ့ဘဝမှာ ကောင်းတဲ့နာမည်ရခြင်းနဲ့ကောင်းတဲ့သတင်းတွေထွက်ခြင်းနဲ့ကောင်းတဲ့နော်သတင်းတွေကြားခြင်းနဲ့ဆိုလို့ရှိရင်မိမိကိုယ်တိုင်က သီလစောင့်တည်ပေးရမယ်ကိုကျင့်တရားကောင်းရမယ်ပေါ့ဗျာနော်ကိုကျင့်တရားမကောင်းဘူးဆိုလို့ရှိရင်တော့ဘယ်တော့ပဲနာမည်တွေကြီးကြီးတချို့ကနာမည်ကြီးတာနဲ့နာမည်ပြတ်တာကိုမသိဘူးနော်တချို့ကနာမည်ကြီးတာနဲ့နာမည်ပြတ်တာတခါကြီးတို့ဓမ္မကြီးတို့ခွဲတာလား အဲဘုမုံတို့ဒုလောကထွတာသဗ္ဗညုမြတ်စွာဘုရားတည်ထောင်ခဲ့တဲ့သာသနာတော်ကြီးမှာပဲရှိလိုက်လေ။နာမည်ကြီးရှိချင်းကြီးကြံကြတာယနေ့ချင်းကြီးရှိနေကြတာသိနေကြတာဒုလောကထွတဲ့ဘုရားရှင်ဘုရောမြတ်ကြီးရဲ့တည်င်းဘလောက်ပဲကြီးရောက်တဲ့ကောင်းတာလေ။နော်ယနေ့ချင်း2000 ငါရကြော်သွားပြီမကြော်ဘူးလားကြော်သလားဟေးဘာသတင်းလဲဆိုရင်ကောင်းသတင်းဘာသတင်းလဲတော့ကောင်းသတင်းကောင်းသတင်းနေချီကြလာခဲ့တာနှစ်ပေါင်း2500ကြော်ခဲ့ပြီနော်သူနဲ့ညီဦးဝင်းဝဲရောက်ခတော်တဲ့ရှင်ဒီဝဓာတ္တကြတော့လည်းပဲနာမည်ကြီးတော့ကြီးတာပဲဘာနဲ့ကြီးတယ်လဲဆိုရင်သတင်းစိုးနဲ့ကြီးတာဘာနဲ့ကြီးတယ်တော့သတင်းစိုးနဲ့ကြီးတာတဲ့အဲ့ဒါကြောင့်သတင်း နာမည်နာမည်ဆိုတာကလည်း notorious နဲ့ကြီးတာလား famous နဲ့ကြီးတာလားတနည်းပြောမယ်ဆိုရင်လောကကြီးကိုကောင်းကျိုးနဲ့ရှင်ပြီးတော့ကြီးတဲ့နာမည်လားလောကကြီးကိုဒုက္ခပေးပြီးတော့ကြီးတဲ့နာမည်လားဆိုတာခွဲခြားလို့မရဘူးလားရသလားအဲဒါကြောင့်ကောင်းသောတည်င်းကျော်စောခြင်းပြန်သိမ်းထွေထွေတည်လာပြီ သီလဆောက်တည်တဲ့ထိမ့်သိမ့်ထားတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းရဲ့တည်င်းသည် ကောင်းသောတည်င်းပဲဖြစ်ပါမယ်တဲ့เนาะအဲ့ဒါကြောင့်သီလကိုဆောက်တည် ပြီးကြပါထိမ့်သိမ့်ပြီးကြပါเนาะသီလယာဝဇရသာတုသီလံသီလတရားသီယာဝဇရာဥဒိတံအောင်ယာဝဇရာဥဒိတံအောင်ယာဝဗျာတိနာတိတံအောင်ယာဝမရဏံတိတိတယံသာဓုကောင်းတယ်လို့ဘဂဝါဘုံတော်၆ဆုံးတကုံးကုံနဲ့ ဤသုံးတော်မူသော သုံးလောကဒုဒ္ဒတပ္ပိညုမြတ်စွာဘုရားကခန္ထွေသည်ကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပြီတည်းသာသာသာဘယိသတ်တွင်ဝင်ကချင်းရည်တင်ကုန်၏သီလပေတဲ့ဘယိသတ်ဒီရှိရတယ်နော်ယံဘယိသတ်လူဘယိသတ်မင်းဘယိသတ်ဘုံနာဘယိသတ် အဲ့ဒီပရိသတ်အမျိုးမျိုးတွေမှာချင်းကပ်ကြတဲ့ချင်းကာကာလမှာတဲ့ဒီဒီတန်တန်ပြက်ပြက်သားသားအေးလူလူဒီဒီငင်ငင်နဲ့ဝင်ရောက်ချင်းကပေါင်းတင်ဆက်ဆံနိုင်တဲ့တတ္တိရှိကိုဆိုတာကသီလကောင်းပါတဲ့သီလကောင်းဖို့ဘယ်လိုဦးလားဟေးသီလမကောင်းတဲ့ပုဂ္ဂိုလ်တဦးတည်းရောနော်ပရိသတ်ထဲပြန်ဝင်လာရင်အဲ့ဒီပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်နော်ဘယ်နည်းဘယ်ချင်းဘယ်ကဘယ်ကာကာလတော့က မတော်မတရားအဖြစ်ဘယ်သူပုဂ္ဂိုလ်မှာနှိမ့်ဆက်ထားခဲ့တာနှိမ့်ပြထားခဲ့တာလိန်ခဲ့တာရခဲ့တဲ့ခွင့်ရင်းလေးကိုအသုံးချပြီးတော့သူများပေါ်ဒုက္ခနှံ့လာပြီးခဲ့တဲ့ကောင်းပဲပုဂ္ဂိုလ်ပဲလို့အဲ့ဒီကဲ့သို့တော့ခဲ့ရဲ့မူမျိုးကိုမခံရနိုင်ဘူးလားခံရနိုင်တယ်အဲ့ဒီရတော့အဲ့ဒီပုဂ္ဂိုလ်တူတယောက်ကမရိတ်သက်သေးလို့မဖြစ်တာလို့လားနေရတာဝင်ရဲသေးရဲ့လားမဝင်ရဲပါဘူးမဝင်ရဲတော့မကတ်ရဲတော့ဘူးနော် အဲဒါကြောင့်မယိတံတွင်ဝင်ကချင်းရည်တင်ခုံရည်တိလာပြီတဲ့နော်အဲဒါဆိုလို့ရှိရင်မိမိတို့အတွက်ဇီဝဥစ္စာရှာရရင်နော်ကောင်းသောတရင်ထွက်နိုင်ခုရည်မယိတံထဲမှာဝင်ရောက်ပြီးတော့ကျတော့စီးကပ်နိုင်ခုရည်ဆိုလို့ရှိရင်မိမိတို့ဒီအင်္ဂါရတ္တိအာလုနိုင်ခုကတိလာရှိမှနိုင်လားမရှိမှနိုင်မှာတော့အေးနောက်အကျိုးတရားက ဝေဝေမရှင်ကောင်းမှုထင်ကြည်လင်အသေးသီလပဲနော်အဲ့တော့ကြတော့သီလသည်တဲ့လူတန်းလူတန်းဘုခမုံတို့တရားချင်းမြင်နေတဲ့ဆရာတော်တွေရောနာကြနေတဲ့ဒကာဓမ္မတွေရောအာလုနောက်ဆုံးမှာဒီလမ်းနဲ့ဘယ်သူမှခွဲခွာလို့မရပါဘူးအာလုတွေ့ကြမှာကြီးပဲဘယ်သူမှတွေ့မှာလားတွေ့မှာပါဘဝခီးငင်္ဂါဒီလေးမှာမိမိတို့ရဲ့ဘဝဒီဘက်ဘဝမှာလှလှနေခဲ့ရသလိုပဲ ိုယ်ဘက်ဘဝမှာလေကောင်းကောင်းမွန်မွန်လေးဆက်လက်ရှောက်လန်းနိုင်ဖို့ဒီဘာလို့အတ္တလဲဆိုရင်တွေတွေဝီဝီမဖြစ်ရဘူးအရေးကြီးတယ်တဲ့တွေတွေဝီဝီဖြစ်ရတယ်ဆိုတာကောင်းလားမကောင်းဘူးလားမကောင်းဘူးတဲ့တွေတွေဝီဝီဖြစ်ကြရတဲ့ပုဂ္ဂိုလ်ရဲ့တန်တမ်းမှာဘာနှိမ့်ဆက်နေတယ်ဆိုရင်ကုက္ကုဆာနှိမ့်ဆက်တာဘာနှိမ့်ဆက်တယ်တော့ ကိုယ်ကိုယ်စားနှိမ့်ဆက်တဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာလောင်ဒရရလာတယ်လောင်ဒရဖြစ်ပေါ်လာတယ်တဲ့နော်အဲဒီတော့လောင်ဒရလာတဲ့လောင်ဒဖြစ်လာတဲ့ပူလောင်လာတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာဘာလဲဆိုလို့ရှိရင် ကတ္တာကတလူသောဇနရတ္တလက္ခဏာကိုယ်ကိုယ်စားကိုယ်ကိုယ်စားကိုယ်ကိုယ်စားဆိုတာကတော့ကတ္တာကတပြုအပ်ပြီးကိုမပြုခဲ့ရဘူးမပြုခဲ့ရပြီးကိုပြုခဲ့တယ် သောပုဂ္ဂလောထိုကဲ့သို့သောပုဂ္ဂိုလ်တို့၏တဏ္ဍမဘာဖြစ်နာသလဲဆိုလို့ရှိရင်ကုက္ကုဆာနှိစ္စတာပြီတဲ့ဘာနှိစ္စတဲ့တော့ကုက္ကုဆာဆိုတာကစေတသိက်နော်ဘာလဲရှင်တယ်လဲဆိုလို့ရှိရင်ဒေါမနတဝေဒနာဘာဝေဒနာလဲတော့ဒီဒေါမနတဝေဒနာဒေါသစေတသိက်နဲ့ရှင်တာတဲ့အဲ့ ကောင်းသွားပြီဆိုလို့ရှိရင်မိမိလှုပ်ထားတဲ့ကောင်းကျိုးတရားတွေကိုလည်းမေ့သွားပြီးတော့ရှေ့ကနေပြီးတော့တာစီတတ်တယ်မတာစီလားတာစီသလားကောင်းမှုတရားတွေကိုအာယုံမပြုနိုင်တော့ဘူးเนาะကောင်းတဲ့သဘောတရားတွေကိုတတိရမလာတော့ဘူးဆိုတာနဲ့တကယ်နဲ့ဒူရီဝီဝီနဲ့ကေဘာယူဝဒဇာဇာနဲ့ဘဝကူးသွားရမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့နောက်ခရီးဟာအစဉ်ပြေနိုင်ပါမလားဘဝချောင်းပြူနိုင်ပါမလား မပြောင်းပြနိုင်ဘူးအဲ့ဒါကြောင့်တွေဝေမရှင်ကောင်းမှုထင်ကြည်လင်အသေးသီလပဲတဲ့သိကြရမယ်ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာတွေတွေဝေဝေနဲ့ဘယ်သူမှမသိခြင်းဘူးနော်ခုကေခုခါမှာတော့သိသိဝေတွေတွေဝေဝေနဲ့မသိရတဲ့ဈေးတွေကိုနော်နှိမ့်တဲ့ဈေးတွေတော့ပေါ်လာဘူးနော်လားတချို့ကတော့အဲ့လိုဈေးတွေနဲ့တုံးတာတွေကနော်မိမိတို့ရဲ့နော်ကံတရားနဲ့ လွတ်ပါမလားနော်ပါဏာတိပါဏာကံနဲ့လွတ်ပါမလားသာသဖြင့်မိကြမြန်းကြတဲ့ဒါတွေခေတ္တရောက်လာတာပေါ့ဒါပဲမဲလို့ဘလောက်ပဲမိစည်းတွေထိုးထားပါစေတဲ့ကိုကအာယုံပြုတ်လိုက်တဲ့အာယုံဒီတာအဓိကပဲမဟုတ်လားဟုတ်သလားမိစည်းပဲထိုးထိုးမိစည်းပဲထိုးထိုးကိုရဲ့အာယုံဒီအဓိကပါတဲ့အဲ့ဒီအာယုံကအာယုံဆိုဝင်လာပြီဆိုတာနဲ့တပြိုင်တည်းစိတ်ထဲမှာတွေ့တွေ့ဝီဝီခံစားနေရပြီတဲ့ အဲ့ဒီကဲ့သို့တွေ့တွေ့ဝေမခံစားရအောင်တွေ့ဝေမရှင်ကောင်းမှုထင်ကြည်လင်အသေးသီလပဲနော်အဲ့ဒီသီလတရားနောက်ထပ်ဘာလဲဆိုလို့ရှိရင်ခန္ဓာပြောက်ကနောက်ဘဝရောက်ရလက်ပြီသီလပဲဒီဘဝဒီခန္ဓာဒီဌာနကနောက်ဆက်သွားရပြီဆိုတဲ့အချိန်ကကာလလည်းရောက်လည်းရောက်ရောဒီဘဝကနေပြီးတော့ကျတော့နောက်ဘဝကိုရောက်ပြီဆိုရင် မိမိတို့ရဲ့သီလကိုအကြောင်းပြုပြီးတော့ကြတော့နောက်သူကတိဘုံတို့ပဲရောက်ရတယ်တဲ့လူကြီးနတ်ထာဆန်ဆန်တော့ဘုံဘွားတွေမှာပဲဆံရရတယ်နော်အဲ့ဒါဆိုလို့ရှိရင်မိမိတို့အတွက်နတ်ပြည်6ထပ်တထပ်ထပ်မှာပဲရရကောင်းမွန်တဲ့လူဘွားကိုပဲပြန်ပြီးတော့ရရဘယ်ဘွားကိုပဲရရသူကတိဘုံဘွားပြန်ရနိုင်ဖို့ဆိုတာ သီလတရားကဒီဘဝမှာသီလကထိမ့်သိမ်းဆောက်ရှောက်ပြီးသွားတာမမေ့ဘူးလားမေ့သလားမေ့ပါဘူးအဲဒါကြောင့်သီလသီလတရားကတော့ယာဝဇရာဥသည်တယောင်ယာဝဗျာတိနာတိတန်အောင်ယာဝမရဏသေရီတယောင်သာဓုကောင်းတယ်လို့ဘဂဝါဘုံတော်၆ဆုံးတကူကုန်နဲ့ဤဇုံတော်မူသောသုလောကဒုဒ္ဒသဗ္ဗညုမြတ်စွာဘုရားက ခန္တီဒီကောင်းစွာမသွေဟောကြားတော်မူခဲ့ပါ၏တည်း။